မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြဖတ်စေကောင်းစီကနိုင်ငံသားမဟုတ်တဲ့ဘင်္ဂါလီတွေကိုစစ်မှုထမ်းခိုင်းတာစစ်တင်တန်းပေးတာတွေမရှိဘူးလို့ညှင်းဆိုထားပေမဲ့စေကောင်းစီတက်ရဲ့စစ်ဝစ်စုံတွေဝစ်ဆင်ပြီးတော့လက်နက်တွေကိုကင်ဆောင်ထားကြတဲ့ဘင်္ဂါလီလက်နက်ကိုင်ပုံအများပြားဟာလူမှုကွေရက်မှာပြန့်နှံ့လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီပေါ်အများစုဟာမောင်တော်ခရိုင်ကဘင်္ဂလီတွေဖြစ်ကြပေမဲ့စစ်တွေမျိုးနယ်ကလည်းပါဝင်တယ်လို့မွတ်စလင်အတိုင်းဝိုင်းကပြောဆိုထားကြပါရတယ်။အဲ့ဒီပုံတွေထဲမှာအသက်မပြည့်တဲ့ကလေးတငယ်တွေကနေတကြီးရွယ်ဦးတွေအထိပါဝင်နေကြပြီးတော့အာလုံနီရွာဟာစစ်ကောင်စီတပ်ရဲ့စစ်ဝတ်စုံတွေကိုဝစ်ဆင်ထားကြတယ်လို့စစ်ကောင်စီတပ်အုံပြုနေတဲ့တနတ်တွေကိုကိုင်းဆောင်ထားတယ်လို့တွေ့ရပါရတယ်။အဲ့ဒီပုံလေးအရစစ်ကောင်စီတပ်စခန်းတွေထဲမှာစစ်တင်တန်းပေးနေတာတွေအပြင်မြို့ပေါ်ကျေးလက်နေရာတွေအထိကို တွာလာလှုပ်ရှားနေတာတွေလည်းပါဝင်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာမောင်တော်ဘူးဒီတောင်စစ်တွေတန်တွဲကြောက်ဖြူမျိုးတွေကဘင်္ဂါလီလူမျိုး9000ကျော်အထိကို အခြေခံစစ်ပညာနဲ့ဖောက်ခွဲရေးစစ်သင်တန်းတွေကိုပေးထားပြီလို့မွတ်စလင်အတိုင်းဝိုင်းကပြောဆိုနေကြပါဗျ။အဲ့ဒီဘင်္ဂါလီလက်နက်ကိုင်းတွေဟာစစ်ကောင်စီတပ်နဲ့အတူအပြစ်မဲ့အရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေမျိုးရက်ကွက်ခြေရွာတွေကိုမိရှုဖျက်ဆီးတာတွေကိုပြုလုပ်နေကြတယ်လို့အရခပြည်သူတွေကပြောဆိုနေကြပါဗျ။ဒါအပြင်အရခတက်တော် AA ကိုကြားဖြတ်တိုက်ခိုက်တာတွေ ခုခံတိုက်ခိုက်တာတွေကိုပြုလုပ်နေတယ်လို့အာရခတ်တပ်တော် AA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါန့်တလေမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီလက်ပါစီအနှက်ရောင်တိမင်းတမန်အဖွဲ့ကလူငယ်တအုပ်ကိုတပ်ဖြတ်ပြီးတော့အလောင်းစွန့်ပစ်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ23ရက်နေ့မနက်6နာရီအချိန်မှာပေါန့်တလေမြို့အနောက်ပိုင်းရပ်ကွက် ပြီပောက်ခေါကားလမ်းမပေါ်မှာအမည်မသိတဲ့လူငယ်တအူးကိုတတ်ဖြတ်ပြီးတော့အနိုင်အောင်တိမ်မင်းတမန်အဖွဲ့စာတန်းချိတ်ဆွဲကအလောင်းကိုဆွန့်ပစ်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။တေဆုံးသူရဲ့နာမည်နဲ့နေရာလိပ်စာတို့ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။စစ်တွေကမင်းလာ PDF ကဆိုပြီးတော့လူငယ်တအူးကိုထတ်တက်လိုက်ပြန်ပြီ။တေတဲ့လူကမင်းလာကဟုတ်မဟုတ်မသိရသေးဘူး။စုံစမ်းနေတော့မယ် PDF ဟုတ်မဟုတ်လဲမသိရသေးဘူးအတီးပြုတ်နေသေးပါတက်ပြီးတော့ခေါင်းမှာအနဲ့ရောင်တေမင်းတမန်ဆိုတဲ့လေဆွဲကဆွဲထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ မင်းလာမြို့နယ် PDF အဖွဲ့ကစမ်းမင်းခေါ်ဖိုးတဲကိုကျွန်တော်တို့အနောက်ရောက်တိမေတ္တမအဖွဲ့ကလက်တုံပြန်တဲ့အနေနဲ့ထိရောက်စွာတံပြန်အပြစ်ပေးချိန်မုံခဲ့ပြီးဖြစ်ကြောင်းအနောက်ရောက်တိမေတ္တမအဖွဲ့ကထုတ်ပြန်ထားတယ်လို့သိရပါတယ်အနောက်ရောက်တိမေတ္တမအဖွဲ့ကတပ်ဖြတ်လိုက်တဲ့တေဆုံးသူစမ်းမင်းခေါ်ဖိုးတဲဟာ PDF ဟုတ်မဟုတ်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအိမ်မပြောတဲ့အတွက်တညကို ိတ်ဆေးလေးလုံးအထိတောက်ပြီးတော့အိတ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းအချမ်းဖတ်စေကောင်းဆောင်ရဲ့နေပြည်တော်နဲ့ပြည်ဦးလွင်ခီးစင်တို့မှာ drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းအိတ်မပြောဖြစ်နေတဲ့အတွက် Emperor Zulam 0.5အမျိုးအစားအိတ်ဆေးကိုတညကိုလေးလုံးအထိတောက်ပြီးတော့အိတ်နေရတယ်လို့လည်းတက်တွင်းသတင်းအင်းမြစ်ထံကနေပြီးတော့ကြားသိရပါဗျ1988ခုနှစ်အာနာသိန်းရဲ့အချိန်တုန်းကလည်းဗိုလ်ချုပ်ကြီးစောမောင်ဟာစိတ်ဖိစီးမှုများတဲ့အတွက်ကြောင့်အိတ်ဆေးတောက်ပြီးတော့အိတ်ခဲ့ရပြီးနောက်ပိုင်းမှာ စိတ်ကျမ်းမာရေးအခြေအနေမကောင်းတော့တဲ့အတွက်တာဝန်ကနေအနာပေးခဲ့ရတယ်လို့သိရပါဗျ။အခုမင်းအောင်လှိုင်ကလည်းတနိုင်ငံလုံးမှာအရှုံးနေတဲ့ရင်ဆိုင်နေရပြီးစစ်မျက်နှာဖွင့်တိုက်နေရတဲ့အချိန်ဖြစ်နေခြင်းနဲ့စစ်မျက်နှာအလုံးမှာအခြေအနေမကောင်းခြင်းတို့ကြောင့်စိတ်ဖိစီးမှုတွေများပြီးတော့ညဘက်တွေအိပ်မပျော်ဖြစ်နေတာဟာဖြစ်နိုင်ကြောင်းကိုဆရာဝန်ကြီးတချို့ကမှတ်ချက်ပြုထားတယ်လို့သိရပါဗျ။အိတ်ဆေးကိုညစဉ်တောက်သုံးပြီးတော့အိပ်ပါကဆေးရင်ပါဖြစ်ပြီးတော့နောက်ပိုင်းဆေးမတိုးတာမျိုးလည်းဖြစ်နိုင်တယ်လို့ဆရာဝန်တချို့ကပြောဆိုထားကြောင်း သတင်းရရှိပါရယ်ခမောင်းစေမတုံနိုင်လဲကောင်းလာပဲနော်အဲ့ရှော့လို့တော့မရသေးဘူးနော်မြန်မြန်ရှော့လို့တော့မရသေးခုချက်ချင်းသေလို့မရသေးဘူးဟာဒီလိုလူမျိုးချက်ချင်းသေလို့မရဘူးယူဝအရင်ဆုံးယူဝမှာယူဝမှာလေဘဲမှာနှုတ်စီခွက်တွေပါဆွဲအာညာကိုတုံးလုံးနဲ့ထွက်ပြေးယူဝမှာယူဝမှာရက်ခွက်ထဲမှာခွေးတွေကလိုက်အာအဲ့အဲ့ခွက်အဲ့ခွက်အဲ့ခွက်ဖြစ်ကိုဖြေးရမှာမင်းအောင်လိုက်မင်းသေလို့မရသေးဘူးဟာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမော်လိုက်ခရိုင်ဖောင်းပြင်းမြို့နယ်ပကံတောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၁ဦးသေဆုံးပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ13ရက်နေ့ဖောင်းပြင်းမြို့နယ်ပကံတောင်ရွာမှာရှိတဲ့ခမရ36ခွန်ခမရ368နဲ့ပြူစောတိပူပေါင်းအင်အား60ခန်းနဲ့အခြေပြုနေတဲ့စခန်းကိုအမတ်တက်စစ်ဒေသရှီတန်းကိုကယ်ရေးအဖွဲ့မော်လိုက်ခရိုင်တရင်တက်တရင်နှစ်နဲ့ ်ဖောင်းပြင်းမြို့နယ်ပကဖပူပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းဆက်တလောင်းရရှိခဲ့ပြီးတော့၃ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်၅လက်၄၀မမဘုံဒီ၁၀လုံးကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အထည်နာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က MI2 ရဟတ်ယာဉ်နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့လည်းဘုံသီးများကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့ခမရ36ခွန်ခမရ368ထုံနှုတ်အင်အားနဲ့ပြူစောတီပူပေါင်းအဖွဲ့တွေကလည်း60မမနဲ့ပြစ်ကူတိုက်ခိုက်ပေးခဲ့တယ်လို့သိရပါဗျ။အလားတူပဲဖောင်းပြင်းမျိုးကခမရ36ခွန်ခမရ368ထုံနှုတ်အင်အားနဲ့ပြူစောတီတို့ဟာပူပေါင်းကပကံတောင်ကြီးကိုစစ်ကူရောက်ရှိလာခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့တရော်ကုန်းရက်ကွက်မှာအသက်28နှစ်အရွယ်ဦးမာကြီးကန်စာနဲ့ကွယ်လွန်သွားတဲ့လူငယ်တအူးကိုစစ်မှုထမ်းဖို့အတွက်စစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကဆင့်ခေါ်တဲ့အတွက်ကြောင့်မိသားစုတွေဟာအခက်ကြုံတွေ့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အောင်လံမျိုးတရော်ကုန်းရက်ကွက်မီးလောင်ပြေမှာနေထိုင်တဲ့သူအသက်28နှစ်အရွယ်ဖိုးတော်ကြီးဟာဥမာကြီးကန်ဆာနဲ့လွန်ခဲ့တဲ့လပိုင်းကကွယ်လွန်ခဲ့တယ်လို့သိရပါဗယ်ကွယ်လွန်သွားပြီဖြစ်တော့လဲမိသားစုကအိမ်တော်စုဆင်းရင်းကနေပြီးတော့တိတ်ဆုံးသူကိုမထုတ်ရသေးဘူးလို့သိရပါဗယ်စစ်ကောင်စီကအိမ်တော်စုဆင်းရင်းနဲ့လူငယ်များကိုခေါ်ယူတဲ့အခါမှာအသက်28နှစ်အရွယ်ဖိုးတော်ကြီးရဲ့နာမည်ကိုပါထည့်သွင်းပြီးတော့ဆင့်ခေါ်လာတယ်လို့သိရပါဗယ်မိသားစုကနာရေးကြော်ညာများနဲ့ရှင်းလင်းတင်ပြတော့လဲဖိုးတော်ကြီးအစား အိမ်မှာရှိတဲ့လူငယ်တအုပ်ကိုစစ်မှုထမ်းဖို့အတွက်ထဲသွင်းပေးရန်ပြောဆိုလာတယ်လို့သိရပါဗျ။တရော်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှုမြင့်အောင်တပည့်ဥပုသူတပည့်ဝဏ္ဏစိုးတင့်တို့ကအရန်ကိုတောင်းကြနေပါဗျ။ခစ်တစ်မှာလဲသတင်းတင်ပြီးသားလူငယ်တွေကိုအကုန်လုံးအတင်းလိုက်ဖမ်းနေတယ်။တရော်ကုန်းရက်ကွက်ဆိုရင်လူငယ်တွေကထွက်ပြေးနေရပါဗျ။တအိမ်မှာမိသားစု၄ယောက်ရှိရင်ညီကို၂ယောက်စလုံးကိုစင့်ခေါ်စာနဲ့ခေါ်တာ။တေသွားတဲ့သူကိုယ်တော်မှစစ်မှုထမ်းဖို့ခေါ်ပါတယ်ဆိုအိမ်တော်သူဆေးရဲမှာလဲတေတဲ့သူကိုမှင်နေမတားရသေးဘူးဆိုရင်စစ်မှုထမ်းဖို့ခေါ်နေဦးမှာပဲ။ အခုလာမဲ့15ရက်နေ့စင့်ခေါ်စာရထားတဲ့လူငယ်တွေအကုန်လုံးကိုအောင်မြေရွှေဝါခမ်းမဆောင်တဲ့ကိုလာဖို့ဖိတ်ခေါ်ထားပါတယ်။ရောက်မလာခဲ့ရင်စစ်တပ်နဲ့ဖမ်းမယ်လို့လည်းပြောတယ်။တရော်ကုန်းရက်ွက်ထဲမှာဥမာကြီးကန်စာနဲ့တေသွားတာ6လရှိပြီဖြစ်တဲ့အသက်28နှစ်အရွယ်ဖိုးတော်ကြီးကိုပါစစ်မှုထမ်းရမယ်ဆိုပြီးတော့စာနဲ့စင့်ခေါ်တယ်။ဥမာကြီးကန်စာနဲ့တေတဲ့သူက6လရှိပြီလို့ပြောတာကိုလည်းမယုံဘူးပဲပြောပြီးတော့လူတို့အစားထိုးပေးဖို့ပြောတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ မကွေးတိုင်းအောင်လံမြို့နယ်တရော်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးမြင့်အောင်ကစစ်မှုပဋ္ဌာန်းကျင်တဲ့လူငယ်များအနေနဲ့မြန်မာနိုင်ငံကနေထွက်ခွာသွားကြရန်နဲ့မြန်မာနိုင်ငံရဲ့လေကိုယ်တော်မရှူကြရန်အစည်းအဝေးခေါ်ပြောဆိုပြီးတော့ချိန်ချောင်းငွေကြေးတောင်းခံခဲ့တယ်လို့သတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။မကွေးတိုင်းအောင်လံမြို့မှာစစ်မှုထမ်းဥပဒေနဲ့ပြည်သူစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်စစ်တင်တန်းအတွက်လူရှာလို့မရတဲ့အတွက်ကြောင့်ဒေသကလူငယ်များကိုမဖြစ်မနေစစ်မှုထမ်းရန်စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးများကဖိအားပေးလျက်ရှိတယ်လို့သိရပါတယ်။ အောင်လံမြို့တီော်ကုန်းရက်ွက်မှာရက်ွက်အုပ်ချုပ်ရေးမှူးမြင့်အောင်ကမေလ၈ရက်နေ့နေဆွဲနဲ့ရက်ွက်အတွင်းကလူငယ်တအူးချင်းစီကိုစာပို့ပြီးတော့ရက်ွက်ရုံးကိုဆင့်ခေါ်ပြီးစစ်မှုထမ်းရန်ပြောဆိုခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းလိုပါကငွေကြေးပေးဆောင်ရန်ဖိအားပေးနေတယ်လို့သိရပါဗျ။စစ်မှုလည်းမထမ်းငွေကြေးလည်းမပေးချင်ပါကမြန်မာနိုင်ငံကနေထွက်သွားကြရန်ငွေညှစ်ချင်းချောက်တောင်းခံခဲ့တယ်လို့သိရပါဗျ။အလားတူပဲဘကိုးတိုင်းဒေသကြီးအနောက်ပိုင်းအုပ်ဖုံမြို့ ချမ်းမြတာမြေရက်ကွက်မှာစစ်မှုထမ်းဖို့အတွက်လူငယ်များကိုပေါ်တာဆွဲနေပြီးတော့ထွက်ပြေးတဲ့လူငယ်များကိုပြန်ခေါ်ပေးရန်မိဘများကိုဖိအားပေးလျက်ရှိတယ်လို့သိရပါဗျ။စစ်မှုထမ်းဖို့အတွက်ညင်းဆိုတဲ့လူငယ်9ဦးနဲ့မိဘဆွေမျိုး17ဦးကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။စစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုအတင်းပေါ်တာဆွဲနေပါတယ်။စည်ရင်းကောက်ပြီးတော့ရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ည12နာရီကျော်လောက်မှာအိမ်မော်အထိကိုအတင်းတက်ဆွဲပြီးတော့တခါတည်းတိမ်မြုပ်မှရှိတဲ့66တပ်ထဲကိုပို့ပါတယ်။တချို့လူငယ်တွေဆိုရှောင်နေကြတာကြောင့် မိဘနဲ့ဇနီးမယားတွေကိုအုပ်ဖို့မြို့လာဝကရုံးမှာခေါ်ထားပြီးတော့လူငယ်တွေပြန်မလာရင်သုံးနှစ်ထောင်ချမယ်ဆိုပြီးတော့ချင်းချောက်ပါတယ်လူငယ်တွေကလည်းနှစ်ရက်အတွင်းမှာပြန်မလာရင်ဖမ်းဖရဲနဲ့အတူပြစ်မိတ်မှာပေးမယ်ဆိုပြီးတော့ချင်းချောက်နေပါတယ်လို့ချမ်းမြတာမြေရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ 啊，窗外建筑电视，兄弟，怎么样？